ဘာစင်းမမသုံးမင်းနဲ့တလောက်ကြွက်သားဘလောက်တီဆောက်နိုင်လဲဆိုတော့မေးခွန်းလော်တိုရှင်းလေးပြောလိုက်ခင်ဗျာမော်တီဗေးဖြစ်သွားမလားရှင်သွားခြင်းသိပျောက်သွားမလားတော့မသိဘူးဒါပေမဲ့ကားတိတဲ့မှန်တရားဖြစ်တယ်အဆုံးနေနားထောင်ပြီးတော့ကျွန်တော်တို့ဘာသားမြစင်းမမသုံးမင်းနဲ့ပရိုတင်းနဲ့ခရစ်တင်းနဲ့သုံးလို့ရတယ်နော်ကျွန်တော်ပြောတာဒီဘက်က performance and insulin drug တွေမသုံးမင်းနဲ့ natural အနေနဲ့ကြွက်သားတီဆောက်ဖို့ဆိုရင်တာမန်လူတယောက်တီတပောင်သိလားတပောင်ရဲ့၄ပုံပုံတပုံလောက်ပဲတလောက်တက် ကြွက်သားစစ်စစ်တပေါင်တက်ဖို့၄လ၅လအချိန်ယူရခင်ဗျာတလားထဲမှာ7ပေါင်15ပေါင်တက်လာတယ်ဆိုရင် something ပေါ့ okay အဲ့တော့ဒါဒီတာမန်လူတယောက်အတွက်ဒါပေမဲ့တချို့သူတွေကတလောက်တပေါင်လောက်ထိကြွက်သားစစ်စစ်တက်နိုင်တယ်တဲ့ဘလို့လူတွေလဲဆိုရင်မျိုးရိုးဗီဇာဂျန်နက်တစ်ကောင်းတဲ့သူတွေ10ကြော်သက်20ကြော်သက်တွေเนาะခဏကမှဟော်မုန်းတွေများလို့ပြီးတော့လေ့ကျင့်ခန်းကို professional level ထိလုပ်ပြီးနားသွားတယ်ဥမာကာဗလာမောင်းနေကစားသမားအဟောင်းကြီးတွေ သူတို့ပြန်လေးချင်းသူတို့ခန္ဓာကိုယ်ကြွက်သား memory ရအတိုင်းအတာတစ်ခုတည်းတိုးတက်မှုတော့အရင်ကောင်းတယ်ပြီးသွားရင်တော့ရှက်တန်သွားတာဖြစ်တယ်အဲ့တော့ဒီအချက်တွေမပါဘဲနဲ့ natural ကိုခင်ဗျာကြိုက်တဲ့ program နဲ့လေ့ကျင့်ဆယ်ကျော်သက်20ကျော်သက်မဟုတ်ဘူးဆိုရင်ကျန်တဲ့အရင်ကောင်းတဲ့သူမဟုတ်ဘူးဆိုရင်ကြွက်သားဆစ်ဆစ်တလတစ်ပေါင်ရဖို့အင်မတန်ခက်ပါတယ်ဒါပေမဲ့လေ့ကျင့်ကအခုမှစလုပ်တဲ့ဆယ်ကျော်သက်တယောက်အနေနဲ့ပထမတစ်နှစ်တည်းမှာ ခန္ဓာကိုယ်ကကြွက်သားတူးတယ်15ပေါင်ပေါင်20အထိတက်နိုင်ပထမတက်နှစ်တည်းမှာနောက်နှစ်တည်းမှာမသိရဘူးတွေးစရာတခုရမယ်လို့ထင်ပါတယ်အစဉ်ပြေ yes လို့မှတ်မိပါကျွန်တော်ခုနိုင်ဦးပါကျေးဇူးတင်ပါတယ်